who ဘာတူလဲ why ဘာကြောင့်လဲ what ဘာလဲ where ဘာမှာလဲ when ဘယ်အချိန်လဲ which ဘယ်အရာလဲ how ဘလို့လဲ who's ဘာတူဟာလဲ whom ဘာတူကိုလဲဒါရီကတော့အင်္ဂလိပ်စကားပြောမေးခွန်းတွေရဲ့90ရာခိုင်နှုန်းလောက်မှာကိုတွေ့နေရမယ့်စကားလုံးတွေဖြစ်ပါတယ်။ ဒီနေ့အဲ့ဒီစကားလုံးတွေကိုဥပမာစာကြောင်းတွေနဲ့တကွတေချာရှင်းပြပေးသွားပါမယ်။ကဲဆင်းသင်းဖြစ်ပြီဆိုရင်စလိုက်ရအောင်နော်။ပထမအဆုံးအနေနဲ့ who ပေါ့နော်ဘယ်သူလဲ။ who မှာဆိုရင် who ကိုဘယ်လိုနေရာမှာသုံးလဲပြီးရင် who နဲ့ပတ်သက်တဲ့မိခွန်းစာကြောင်းဖွဲ့ပုံနေရာရောဘာတွေလဲပြီးလို့ရှိရင်ဥပမာတွေနဲ့ပြောပြပေးသွားမယ်။ပထမအဆုံး who ပေါ့နော်။ who ကိုလူနဲ့ပတ်သက်တဲ့လူနဲ့သက်ဆိုင်တဲ့မိခွန်းတွေအတွက်သုံးတယ်။ဘယ်သူလဲလို့မေးချင်တာဟုတ်။ အာဆိုတော့ဒါကတော့စာကြောင်းဖွဲ့ပုံလေးတစ်ခုပေါ့ who ရယ်ပြီးရင် verb ရယ်ပြီးလို့ရှင် object ရယ်လာမယ်ဥပမာကြည့်လိုက်ရအောင်နားလည်သွားအောင် who teaches english အင်္ဂလိပ်စာကိုဘသူသင်တာလဲ okay who ကဘသူလဲ teachers ကကြတော့သင်တယ် english ကကြတော့အင်္ဂလိပ်စာကို okay who teaches english အင်္ဂလိပ်စာကိုဘသူသင်တာလဲဟုတ်ပြီနော် ပြီးရင်နောက်တစ်ခုကကြတော့ who wrote this book ဒီစာအုပ်ကိုဘသူရေးခဲ့တာလဲ wrote ကကြတော့ verb 2လေအာရေးခဲ့တည်ပေါ့နော် this book ကကြတော့ဒီစာအုပ်ကို who wrote this book ဒီစာအုပ်ကိုဘသူရေးခဲ့တာလဲဒါကတော့ who နဲ့ပတ်သက်တဲ့စာကြောင်းဖွဲ့ပုံလေးတစ်ခုပေါ့နောက်တစ်ခုကတော့ who ရဲ့ပြီးရင်အနောက်မှာ verb 2 b ရဲ့လိုက်မယ်ပြီးရင် subject လာမယ် verb to be ဆိုတာတွေကတော့ am is are was were ပေါ့နော်အားတွေက verb to be တယ် ်ဟုတ်ပြီเนาะနားလည်အောင်ဥပမာနဲ့ကြည့်အောင် who is your teacher မင်းရဲ့ဆရာမကဘယ်သူလဲဒီမှာဆိုရင် is လိုက်တယ်ပေါ့เนาะ who is your teacher okay your teacher မင်းရဲ့ဆရာမလေပြီးရင် who are they သူတို့ကဘယ်သူလဲ who လာမယ်ပြီးရင် verb to be ဖြစ်တဲ့ are လာမယ်ပြီးရင် subject ဖြစ်တဲ့ they လာမယ်ဟုတ်ပြီเนาะ who is your teacher who are they ဒါကတော့ who နဲ့ပတ်သက်တဲ့မိကွန်းစာချောင်းဖွဲ့ပုံနောက်တစ်မျိုးပေါ့ နောက်ထပ်တစ်မျိုးလည်းရှိသေးတယ်။ဘာလဲဆိုတော့ who လာမယ်ပြီးရင် auxiliary verb လာမယ်ပြီးရင် subject လာမယ်ပြီးရင် main verb လာမယ်။ဆိုတော့ auxiliary verbs တွေဆိုတာကဘာလဲ auxiliary verb မှာဆိုရင် verb to be တွေပါမယ်။ခုနပြောသွားတဲ့ am is are was were verb to be တွေလေ။ verb to be တွေပါမယ်။ has have ပါမယ်။ do does can could share should will would may might must စသဖြင့်ဒါတွေပါမယ်။ auxiliary verb တွေအများကြီးပဲ။ โอเคနားလည်အောင်ဥပမာနဲ့ကြည့်အောင် who will they invite သူတို့ဘသူတွေကိုဖိတ်မှာလဲโอเค who will will ဆိုလို့ရှိရင်မှာလဲလိမ့်မှာလဲဘာလုံးမှာလဲဘာဖြစ်လိမ့်မလဲဒီလိုမျိုးပေါ့เนาะ will လေးက auxiliary verb လေးပြီးရင် they subject သူတို့နော်ပြီးရင် main verb လာမယ် main verb ကကြတော့ invite okay invite အရှိက အာ wall လေးက invite ကိုကူထားတာပေါ့နော်ဖိတ်မှာလဲဆိုတဲ့အတိတ်ပဲ okay who will they invite သူတို့ကဘယ်သူတွေကိုဖိတ်မှာလဲ who လေးလာမယ်ပြီးရင် auxiliary verb ဖြစ်တဲ့ will လေးလာမယ်ပြီးရင် they လာမယ်ပြီးရင် main verb ဖြစ်တဲ့ invite လာမယ်နောက်တစ်ကြောင်းကကြတော့ who did he call last night သူမနေ့ညကဘယ်သူကိုခေါ်ခဲ့တာလဲ who ဖြစ်တဲ့မိကွန်းစလုံးလေးလာမယ်ပြီးရင် auxiliary verb ဖြစ်တဲ့ did လာမယ်ပြီးရင် subject he okay ပြီးရင် main verb ဖြစ်တဲ့ call call လာမယ်ပြီးရင်နောက်ကကြတော့ last night မနေ့ညကဒါကတော့ကျမတို့ဒါစာကြောင်းဖွဲ့ပုံဥပမာပေါ့နော်နားလည်အောင်ပြောရမယ်ဆိုရင်တော့ auxiliary verb နဲ့ main verb နဲ့ကကြတော့ main verb မှာဒီစာကြောင်းနှစ်ချောင်းမှာဆိုရင်ပထမစာကြောင်းဆိုရင် invite ပေါ့နော် invite ကဒါကအဓိက main စလုံးဖိတ်တယ်ဆိုတဲ့စကားလုံး ဖိတ်တယ်ဆိုတဲ့ဟာကို well w i l well လေးကကူထားတာ who will they invite okay သူတို့ဘယ်သူတွေဖိတ်မှာလဲသူတို့ဘယ်သူတွေဖိတ်လဲမဟုတ်ဘူးဖိတ်မှာလဲဆိုပြီးတော့ well ကကူထားတာဒုတိယစာတော့မှာဆိုရင်လဲ who did he call last night သူမနေ့ညဘသူ့ကိုခေါ်ခဲ့တာလဲ did d i d did လေးပါလို့ဘသူ့ကိုခေါ်ခဲ့တာလဲဆိုပြီးတော့ဖြစ်သွားတယ် did ကကြတော့ခဲ့တယ်ဆိုတဲ့ဟာမျိုးပေါ့နော် call ကကြတော့ခေါ်တယ် ဆိုတော့ main valve နဲ့ auxiliary valve လေးနဲ့ကွဲပြားပုံမှာဒီလိုလေးပေါ့နော်ဆိုတော့နောက်ပိုင်းမှာလည်းဒီလိုစာကြောင်းတွေအများကြီးပုံစံတူလေးပဲဖြစ်သွားမယ်ဆက်ကြည့်အောင်နောက်တစ်ခုက why ဘာကြောင့်လဲ why ပေါ့နော် why ကိုအကြောင်းပြချက်တွေနဲ့ဖြည့်ရှင်းချက်တွေကိုသိချင်ရင်သုံးတယ်သူ့ရဲ့စကားလုံးကဘာကြောင့်လဲဆိုတဲ့အထိပ္ပယ်ဟိုဘာကြောင့်လဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့မိကိုစာကြောင်းဖွဲ့ပုံကြည့်အောင် why လေးလာမယ် verb to be လာမယ်ပြင် subject လာမယ် verb to be ကကြတော့ am is are was were ပေါ့နော်ဥပမာကြည့်မယ် why is he late သူဘာလို့နောက်ကျနေတာလဲ why is he late okay verb to be ဖြစ်တဲ့ is လေးလာတယ်ပေါ့နော်ပြီးရင် he late late ကကြတော့နောက်ကျ why is he late သူဘာလို့နောက်ကျနေတာလဲ okay ပြီးရင်နောက်တစ်ခါကျတော့ why was she upset yesterday သူမမနေ့ကဘာလို့စိတ်ညစ် နေခဲ့တာလေ was ကလည်း verb to be ပဲလေ she being upset အာစိတ် upset ကစိတ်ညစ်နေရပါတော့ yesterday မနေ့ကဟုတ်ပြီနော်ဒီမိကုန်းစာကြောင့်ဖွဲ့ပုံနဲ့ example လေးတွေရတော့ရှင်းမယ်လို့ထင်တယ်အာနောက်တစ်ခွကျတော့လေ why ရ auxiliary verb ရ subject ရ main verb ရခုနကနေတူတူပဲပေါ့နော် auxiliary verb တွေကတော့ verb to be ပါမယ် has have do does can could share show will will me my maths okay example ကြည့်အောင် why does this happen ဘာကြောင့်ဒီလိုဖြစ်ရတာလဲ why လာတယ်ပြီးရင် does auxiliary verb ဖြစ်တဲ့ does လေးလာတယ်ပြီးလို့ရှင် this this က subject happen က main verb ဟုတ်ပြီနော် why does this happen ဘာကြောင့်ဒီလိုဖြစ်တာလဲ okay ဒါမှမဟုတ်ねကိုကဘာလို့ဒီလိုဖြစ်ဘာကြောင့်ဒီလိုဖြစ်ခဲ့တာလဲလို့မေးမယ်ဆိုရင် why did d i d did ခဲ့တာလဲဆိုတာဖြစ်သွားရင်ပေါ့နော် why did this happen ဘာကြောင့်ဒီလိုဖြစ်ခဲ့တာလဲ ပြီးလို့ရှိရင် now ဥပမာကြောင့်ကြည့်မယ် why does he study so hard သူကဘာလို့အရင်အစာရန်စူးစမ်းနေတာလဲ why does he does က auxiliary verb ပြီးလို့ရှိရင် he က subject main verb လေးက study ပြီးရင် so hard ကကြောင့်အနောက်ကဒီစာကြောင့်အတွက် complimentary တွေပေါ့ဒီစာကြောင့်ကိုကူတဲ့ဟာတွေပေါ့ ဟိုမှာ why does he study ဆိုရင်လည်းရသူဘာလို့စာစာသင်နေတာလဲဆိုတဲ့ဟာပဲဖြစ်မှာပေါ့နောက်က so hard ဘာမှစာကြိုးစာအရန်ကြိုးစားနေတာလဲဆိုတဲ့ဟာဖြစ်သွားတာပေါ့နော် why does he study so hard သူကဘာလို့စာအရန်ကြိုးစားနေတာလဲဟုတ်ပြီနော် why မှာတုံးမဲ့ဒီစာကြောင့်မှာတုံးမဲ့ verb ကပေါ့နော် auxiliary verb အမြဲတမ်းလိုတယ်။အော်ဒီမှာကျမပြထားလိုပဲ why happens this ဆိုပြီးတော့မဟုတ်ဘူးเนาะအဲ့ဒီ why နောက်မှာ verb ကချက်ချင်းကြီးကပ်လိုက်လို့မရဘူး why does this happen မှာမှတ်မယ်။ဆိုတော့ auxiliary verb က why မိခွန်းစာကြောင့်ဖွဲ့ပုံဒီမှာအမြဲတမ်းလိုတယ်။ဟုတ်ပြီနော်။နောက်တစ်ခုသွားကြည့်ရအောင်။ what ပါလေ။ Okay what ကကြတော့အရာဝတ္ထုတွေနဲ့အချက်လက်တွေအကြောင်းကိုသိကျင်သုံးတယ်။ဘာလဲဘယ်အရာလဲဘယ်အကြောင်းလဲဘယ်ကိစ္စလဲဒါမျိုးပေါ့နော်။ အာဒီမှာလဲတူတူပဲ what ရဲ့ verb to be ရဲ့ subject ရဲ့ပေါင်းမယ်ပေါ့နော် verb to be က am is are was were အာဥပမာကြည့်အောင် what is your name okay what ကဘာလဲ is ကဖြစ်တည်ပေါ့နော်ပြီးရင် your name ကကြတော့မင်းရဲ့နာမည်မင်းရဲ့နာမည်ကဘာလဲ what is your name okay what your name လို့မေးလို့မရအောင်နော် what is your name လို့ပဲမေးလို့ရတယ်အလဲမှာ verb to be လိုက်ရမယ်ပြီးရင် what was her plan သူမရဲ့အစီအစဉ်ကဘာလဲ what what's okay what's her plan သူမရဲ့အစီအစဉ်ကဘာလဲအာတေးချပါတာပြောမယ်ဆိုတော့သူမရဲ့အစီအစဉ်ကဘာဖြစ်ခဲ့တာလဲဆိုတဲ့ဟာမျိုးပေါ့နော် what's ကကြတော့ဖြစ်ခဲ့သည်အတိတ်မှာဖြစ်ခဲ့တဲ့ဟာကို what's နဲ့သုံးတာကို what was her plan သူမရဲ့အစီအစဉ်ကဘာဖြစ်ခဲ့ရလဲပေါ့ okay နောက်တစ်ခုတကြအောင် what ရဲ့ auxiliary verb ရဲ့ subject ရဲ့ main verb ရဲ့ကဲဒီဟာကိုဥပမာကြည့်မယ် what does this mean အဲ့ဒါဘာလို့ဆိုလိုတာလဲ what does ဖြစ် auxiliary verb ဖြစ်တဲ့ does လေးလာမယ်ပြီးရင် subject ဖြစ်တဲ့ this okay ပြီးရင် main verb ဖြစ်တဲ့ mean ဒါမှမဟုတ်လဲ what does you mean mean ဘာလို့ဆိုလိုတာလဲ subject နေရာမှာလဲ this ဖြစ်ဖြစ် you ဖြစ်ဖြစ် um they ဖြစ်ဖြစ်အကုန်လုံးဖြစ်ဖြစ်နိုင်တယ်ပေါ့နော် what does this mean အဲ့ဒါဘာလို့ဆိုလိုတာလဲ နောက်တစ်ကြောင်းကတော့ what did you say last night မင်းညကပြောခဲ့တာလဲ what ပြီးရင် auxiliary verb ဖြစ်တဲ့ did လာမယ်ပြီးရင် subject ဖြစ်တဲ့ you လေးလာမယ် main verb ဖြစ်တဲ့ say လာမယ်ပြီးရင် last night ကကြတော့မင်းညပေါ့နောက်က complimentary ပေါ့အဲ့လိုပဲကျမတို့ကဒါဟိုတုံးပြီးတော့လဲဥပမာဆိုရင်ပေါ့နော်နောက်ထပ်တုံးလို့ရ what can she do okay can သူသူမဘာလုပ်နိုင်မှာလဲ okay can auxiliary verb ဖြစ်တဲ့ can လေးလာမယ်ပြီးရင် subjective ဖြစ်တဲ့ she လေးလာမယ် do main verb ဒီလိုမျိုးကျမတို့စာကြောင်းတွေအများကြီးဖွဲ့လို့ရရပါတော့ဥပမာဆိုလို့ရှင် what were you do မင်းဘာလုပ်မှာလဲအဲဒီလိုမျိုးလည်းပြောလို့ရတယ်ဒီမှာဆိုလို့ရှိရင် what အနောက်မှာ verb ကြီးကပ်မလိုက်ဘူးပေါ့နော်အမြဲတမ်း auxiliary verb လို့ရတယ်။ what means this မဟုတ်ဘူး what does this mean okay ဟုတ်ပြီနော် ောက်ထပ်တစ်ခုသားကြည့်အောင်နောက်ထပ်တစ်ခုကဝဲဗမာလဲဗမာလဲကကြတော့ကျွန်မတို့ရှင်းရှင်းလေးပဲဝဲကိုနေရာနဲ့ပတ်သက်တာတွေကိုသိချင်ရင်သုံးတယ်ပေါ့နော်မိခွန်းစာကြောင်ဖွဲ့ပုံကတော့ဝဲရဲ့ verb to be ရဲ့ subject ရဲ့ခိုင်းလို့ပဲအဲ့တော့ where are you မင်းဗမာလဲ verb to be လေးကတော့ရှင်းတယ် are လေးပြီးရင် subject ဖြစ်တဲ့ you လေးပြီးရင် Where's the nearest hospital? အနည်းဆုံးဆေးရုံကဗမာလေ nearest ကကြတော့အနည်းဆုံး hospital ကကြဆေးရုံ where's the nearest hospital အနည်းဆုံးစီအောင်ကဗမာလဲဝဲနောက်မှာ verb to be လေးလိုက်တယ်ပြီးရင် subject လိုက်တယ် okay နောက်တစ်ခွကျတော့ where ရဲ့ auxiliary verb ရဲ့ subject ရဲ့ main verb ရဲ့ where do you live မင်းဗမာနေတာလဲ where do you live okay where ပြီးရင် auxiliary verb ဖြစ်တဲ့ do လေးလာတယ်ပြီးရင် live ဖြစ်တဲ့ main verb လေးလာတယ် you are a subject ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျမတို့ကအရှိရ m is r နဲ့ your where is you live တွေလောက်လို့မရအောင်နော် where do you live okay where does he live ဒီလိုပဲတောင်းလို့ရတယ်ဒုတိယစာကြောင်းဆိုရင် where did you go yesterday မနေ့ကမင်းမနေ့ကဘယ်သွားရလဲ okay where did you go yesterday did လေးလာတယ်ပြီးရင် subject ဖြစ်တဲ့ you လေးလာတယ် main verb ဖြစ်တဲ့ go လာတယ် yesterday မနေ့က complimentary လေးပေါ့နော် where did you go yesterday မင်းမနေ့ကဘယ်သွားတာလဲ ဒီလိုပဲကျွန်တော်တို့ထပ်ပြီးစာကြောင်းနေအများကြီးဖွဲ့လို့ရတယ်အာ where can you go မင်းဘယ်ဘယ်ဘယ်သွားနိုင်လဲ where will you go မင်းဘယ်သွားလိမ့်မလဲ okay အများကြီးအများကြီးမေးလို့ရတယ်ဟုတ်ပြီနော်စက်ကြီးအောင်အာခိုင်းလို့ပဲ where နောက်မှာ valve လာမယ်ဆိုလို့ရှင် auxiliary valve logo လို့တယ် where နောက်မှာ valve ကြီးချက်ချင်းကတ်လိုက်လို့မြောက် where live you ဲ့လိုကြီးမေးလို့မရဘူး where do you live ဒီလိုပဲမေးလို့ရတယ်နော် where ရဲ့ auxiliary verb လေးရဲ့ subject ရဲ့ main verb ရဲ့ဒီလိုပဲမေးလို့ရတယ် where you where live you အဲ့လိုကြီးမေးလို့မရဘူးဟုတ်ပြီနော်နောက်ထပ်တစ်ခုကြည့်မယ်နောက်တစ်ခုကကျတော့ when ဘယ်အချိန်လဲပေါ့နော်အဝမ်းကအချိန်ရက်စွဲအချိန်ကာလတွေကိုမေးတဲ့အခါမှာသုံးတယ်ဆိုတော့ခိုင်းလို့ပဲ one year verb to be ရဲ့ subject ရဲ့ဥပမာကြည့်အောင် one is your birthday မင်းမွေနေကဘတ်တော်လဲ birthday ကကြတော့မင်းရဲ့အမွေနေပေါ့နော် is အဖြစ်တယ် one ကဘတော်လဲဆို one is your birthday မင်းမွေနေကဘတ်တော်လဲ one is the exam ဆောင်းမွေကဘတ်တော်လဲဟုတ်ပြီနော်ခါတိုင်းလိုပဲ one ရဲ့ auxiliary verb ရဲ့ main အ subject ရဲ့ main verb လေးရဲ့ဥပမာကြည့်အောင် one has he called သူဘယ်တော့ဖုန်းဆက်ခဲ့တာလဲ okay ဘယ်တော့ဖုန်းဆက် ပြီးခဲ့တာလဲပေါ့ Okay when does he call when does the movie start tonight ဒီညရုပ်ချင်းဘယ်အချိန်စမှာလဲဟုတ်ပြီနော်ဒီလိုပဲကျမတို့ဒီစာကြောင်းဖွဲ့ပုံလေးအတိုင်းဒီ rules လေးကိုပဲသုံးပြီးတော့အများကြီးဖွဲ့သွားလို့ရတယ် one နောက်မှာလဲ verb လိုက်မယ်ဆိုလို့ရှင်ခတိုင်းလိုပါပဲအတူတူပဲအကုန်လုံးက auxiliary verb လိုပါတယ် one called he မဟုတ်ဘူး when did he call ဟုတ်ပြီနော်နောက်တစ်ခါကျ which ဘယ်အရာလဲ ဒါလေးကစာချောင်းဖွဲ့ပုံမှာနည်းနည်းပြောင်းရင်ပြောင်းသွားမယ်ပေါ့နော် wish ကကြတော့ရွေးချယ်မှုဒါမှမဟုတ်တိကျတဲ့အရာတစ်ခုကိုတည်ကျင်တဲ့အချိန်မှာတုံးတယ်ဒါလားဒါလားပေါ့အဲ့လိုမျိုးပြောတဲ့အချိန်ဒီမှာတုံးတယ်အာ wish ရဲ့ verb to be ရဲ့ subject ရဲ့စာချောင်းဖွဲ့ပုံလေးကတော့ခိုင်းလို့ပဲ which is your favorite movie မိရဲ့အကြိုက်ဆုံးရုပ်ရှင်ကဘာလဲဒီလိုမျိုးပဲ what is your favorite movie လဲမေးလို့ရတယ်နော် which is your favorite movie ကကြတော့ maybe နှစ်ခုထဲမှာရှင်ရွေးခိုင်းတာလည်းဖြစ်ချင်းဖြစ်နိုင်တယ်ပေါ့နော်သုံးခုထဲမှာရှင်ရွေးခိုင်းတာလည်းဖြစ်ချင်းဖြစ်နိုင်တယ် what is your favorite movie ဆိုရင်အများကြီးတရားမှာဘယ်တစ်ခုကမင်းအကြိုက်ဆုံးလဲဥပမာဆိုရင်စာကြောင်းမှာထပ်ပါတော့ Titanic ရယ်ပေါ့ Harry Potter ရယ်ပေါ့ Spider-Man ရယ်ပေါ့သုံးခုပေးတိုင်း which is your favorite movie ဒီထဲမှာမှာအကြိုက်ဆုံးရုပ်ရှင်ကဘာလဲအဲ့လိုမျိုးမေးတာလည်းဖြစ်နိုင်မှာပေါ့ which is the best book ဘယ်စာအုပ်ကအကောင်းဆုံးလဲ ဟုတ်ပြီနော်နောက်ထပ် auxiliary verb လေးပါတဲ့စာကြောင်းကိုကြည့်ရမယ်ဆိုရင်ဒီမှာကတော့အရှိရဟာရည်နဲ့မတူတော့တာကဒီမှာဆို wish အနောက်မှာဆိုလို့ရှိရင် noun လေးပါမယ်ပြီးတော့မှ auxiliary verb လာမယ်ပြီးတော့မှ subject လာမယ်ပြီးတော့မှ main verb လာမယ်ဟိုးရှိရမေးခွန်းဖွဲ့ပုံနေရာကြတော့ဟိုးရှိရစာကြောင်းစလုံးနေရာကြတော့မေးခွန်းစလုံးပြီးလို့ရှိရင် auxiliary verb တန်းကတ်တယ်ပေါ့နော်နောက်မှ noun မလို့ဆိုတော့ကျမတို့ဥပမာလေးနဲ့ကြည့်ရအောင် which laptop should i buy ကျွန်တော်ဘလို့ laptop မျိုးဝယ်တင့်လဲဒါဆိုရင်ရွေးချယ်မှုဖြစ်သွားပြီဘလို့ laptop မျိုးလဲတိကျတဲ့အရာကိုမေးတဲ့ဟာမျိုးတွေပေါ့နော် which laptop should i buy which ပြီးတော့အနောက်က noun လိုက်တယ် laptop which should i buy မဟုတ်ဘူးပေါ့နော် which laptop should i buy ဘယ် laptop okay should အသင်လဲ i ကျွန်တော်ပေါ့နော် buy ရဝယ်တယ် which laptop should i buy ကျွန်တော်ဘယ် laptop ဝယ်သင့်လဲ ဟုတ်ပြီเนาะဒီမှာဆိုလို့ရှင် wish လေးလာမယ် now ဖြစ်တဲ့ laptop လေးလာမယ် auxiliary verb ဖြစ်တဲ့ should လေးလာမယ်ပြီးရင် main subject ဖြစ်တဲ့ i လာမယ်ပြီးရင် main verb ဖြစ်တဲ့ by လာမယ်နောက်စာကြောင်တစ်ခုက which team do you like the most ဘယ်တင်းကိုအကြိုက်ဆုံးလဲမင်းဘယ်တင်းကိုအကြိုက်ဆုံးလဲ wish ပြီးလို့ရှင် now now ဖြစ်တဲ့ team လေးလာမယ် ပြင် auxiliary verb ဖြစ်တဲ့ do လေးလာမယ်ပြင် subject ဖြစ်တဲ့ you လေးလာမယ်ပြင် main verb ဖြစ်တဲ့ like လေးလာမယ်ပြင်နောက်ဆုံးတော့ the most ကကြတော့ complimentary ပေါ့အကြိုက်ဆုံးလေးပေါ့ okay which team do you like the most ဘယ်အသင်းကိုမင်းဘယ်အသင်းကိုအကြိုက်ဆုံးလဲ which team do you like လဲရရကွာမင်းဘယ်အသင်းကိုကြိုက်လဲပဲဖြစ်သွားမှာပေါ့နောက်က the most ပါတော့မင်းဘယ်အသင်းကိုအကြိုက်ဆုံးလဲဆိုတဲ့ဟာမျိုးဖြစ်သွားတယ်ဒီမှာလဲတူတူပဲ which အာပြီးလို့ရှိရင်ဟွာပေါ့နော် auxiliary verb လို့ရတယ်။ which plus verb မှာဆိုရင် auxiliary verb မဖြစ်မနေလို့ရတယ်။ which laptop i buy လို့ပြောလို့မရဘူး။ which laptop should i buy လို့ပဲပြောလို့ရတယ်။နောက်တစ်ခုတားကြည့်အောင်နောက်တစ်ခုကဂျာ who's ဘသူဟာလဲ။ Okay who's ကကြတော့ပိုင်ဆိုင်သူဒါမှမဟုတ်ရင်ပိုင်ဆိုင်မှုကိုမေးတဲ့အခါမှာသုံးတယ်ပေါ့နော်။အာသူ့ရဲ့စာလုံးဖွဲ့ပေါ်မှာတော့ခါတိုင်းလိုပဲ who's verb to be subject Who's is this for? ဒါဘသူ phone လဲ။ဒါဘသူရဲ့ဟာလဲ။ဘသူအဲ့လိုမျိုးနေရာမှာလဲ Who's ကိုတုံးနေပေါ့နော်။ Who's is this for? ဒါဘသူ phone လဲ။ပြီးရင် Who's are these shoes? ဒီဖက်နက်တွေကဘသူဟာလဲ။ဒါလေးတွေကတော့ဒီမိကွန်းစာကြောင်းဖွဲ့ပုံကတော့ကျမတို့တော်တော်လေး family ရဖြစ်နေပြီရှင်နဲ့။ အာနောက်တစ်ခုကလည်းဒီ host ကလည်း wish လို့ပဲ host နောက်မှာဆိုရင် noun လိုက်မယ်ပြီးတော့မှ auxiliary verb လာမယ်ပေါ့နော် host ပြီးရင် auxiliary verb ကြီးတန်းလိုက်လို့မရဘူးပေါ့နော် host ပြီးရင် noun လာမယ်ပြီးတော့မှ auxiliary verb လာမယ်ပြီးတော့မှ subject လာမယ်ပြီးတော့မှ main verb လာမယ်ပေါ့ဥပမာကြည့်အောင် whose dish do you like ဘသူမင်းဘသူဟင်းကိုကြိုက်လဲ dish ကကြတော့ဟင်းပေါ့နော်ဟင်းပွဲကိုလည်းတုံးတယ် whose dish do you like this uh, ka ja ro noun le le him poe do a auxiliary verb you are subject like ka main verb okay whose dish do you like now the jaw ja ro whose book did you borrow last week okay a yin ba ka me nga ke ya bdu sa au le okay whose book bdu sa au le did ka khe ra you are me pin borrow ka nga last week အရင်တစ်ပတ်က Okay ဒီမှာဆိုရင်လည်းကျမတို့စာကြောင်းလေးကိုခွဲခြားလိုက်မှဆိုလို့ရှင်သိမယ်လို့ထင်တယ် Who's ဖြစ်တဲ့မိကွန်းစာကြောင်းလေးလာမယ်ပြီးရင် Who's နောက်က Now မှလိုက်မယ် Book လေးလာမယ်ပြီးရင် Auxiliary verb လာမယ်ပြီးရင် Subject လာမယ်ပြီးရင် Main verb လာမယ်ပြီးရင်နောက်ကတော့ကိုထည့်ကျင်တဲ့ဟာတွေထည့်လို့ရပြီပေါ့နော်အအချိန်ကိုပြရတဲ့ဟာတွေနေရာကိုပြရတဲ့ဟာတွေဒါတွေထည့်လို့ရ Last week ဆိုလို့ရှင်အချိန်ကိုပြရတဲ့ဟာလေအရင်တစ်ပတ်ကဆိုတဲ့ဟာမျိုးပေါ့ဒီမှာလဲခိုင်းနေတူတူပဲ whose ရဲ့ noun ရဲ့ verb ရဲ့မှာဆို auxiliary verb လို့ရယ်ပေါ့နော် whose dish do you a uh, whose dish you like မဟုတ်ဘူး whose dish do you like ဟုတ်ပြီနော်သူတို့ကဒါလေးတွေမှာဆိုလို့ရှင်အမြဲတမ်း auxiliary verb အမြဲတမ်းလို့ရယ်ဆိုတဲ့ဟာကိုဒါကျမခဏခဏ remind လုပ်နေရပါတော့နောက်တစ်ခွာကျတော့ whom ပေါ့နော် ဒီတစ်ခုမှာတော့ပြောချင်တာကအာစကားပြောတွေမှာဆိုလို့ရှိရင် whom အစား who ကိုပဲအသုံးပြုလေးရှိတယ် whom ကနည်းနည်းလေးခေဟောင်းပုံစံရောက်တယ်ပေါ့နော်ခုခေတ်မှာ who ကိုပဲပြောတော့တာဟုတ်ပြီနော်ဆိုတော့ whom ကကြတော့ object ကိုမေးတဲ့အခါမှာသုံးတယ်ဟုတ်ပြီနော်ပြီးရင်ဒါကတော့ပုံမှန်တိုင်းပဲကျမတို့သိရတိုင်းပဲ whom ရယ် verb to be ရယ် subject ရယ်ဥပမာဆိုရင် whom is he looking for သူဘသူကိုရှာနေတာလဲ whom is he looking for သူဘသူကိုရှာနေတာလဲ is ကကြတော့ verb to be he ကကြတော့ subject ပေါ့နော် तू ကရှာတာကွာ तू ကဘသူကိုရှာနေလဲဆိုတဲ့ဟာမျိုးပြောတာဘသူကိုဆိုတဲ့အတွက် object အရှာခံရတဲ့လူကိုမေးတဲ့အခါမှာ whom လေးကိုသုံးတယ်ပေါ့နော် whom whom are they waiting for သူတို့ဘသူကိုစောင့်နေတာလဲသူတို့ကစောင့်နေတာ ဘသူ့ကိုစောင့်နေရလဲဆိုပြီးတော့ဘသူ့ကိုဖြစ်တာမေးတဲ့အတွက်အာစောင့်နေခြင်းခံရတဲ့လူတွေကိုမေးတာစောင့်နေခြင်းခံရတဲ့လူတွေကဘသူတွေလဲအဲဒါကြောင့်မို့ home က object ကိုမေးတဲ့အခါမှာသုံးတယ်လို့ပြောထားတာဟုတ်ပြီနော်နောက်ထပ်မေးခွန်းစာကြောင့်ဖွဲ့ပုံကတော့ home ရဲ့ auxiliary verb ရဲ့ subject ရဲ့ main verb ရဲ့ example မှာဆိုလို့ရှိရင် home did they choose သူတို့ဘသူ့ကိုရွေးခဲ့လဲ home ပြီးတော့ did did က auxiliary verb they uh, subject ပြီးရင် choose main verb သူတို့ဘသူကိုရွေးခဲ့လဲ okay ဘသူကိုဆိုတဲ့အတွက်အာရွေးခံရတဲ့လူတွေကိုမေးတာပေါ့နော် object ကိုမေးရချိန်မှာ whom ကိုသုံးတယ် whom did she invite to the event ဒီပွဲကိုဘသူကိုဖိတ်ကြားခဲ့တာလဲ okay ဒီပွဲကိုဘသူကိုဖိတ်ကြားခဲ့တာလဲ okay event ကပွဲပေါ့နော်ဒီမှာကျမတို့ခုနပြောထားသလိုပဲအာ whom အစား who ကိုပဲသုံးတာများတယ်ပေါ့နော် home ကနည်းနည်း old fashion ပေါ့နော်ဒီမှာလဲခါတိုင်းလိုပဲ home ရယ် verb ရယ်ဆိုလို့ရှိရင် auxiliary verb မဖြစ်မနေလိုတယ်ပေါ့နော် home they choose မဟုတ်ဘူး home did they choose ဟုတ်ပြီနော်နောက်ဆက်သွားရအောင် how how ကတော့အများကြီးပဲကျမတို့ how နဲ့မိခွန်းစာကြောင်ခွဲပုံနေရှိတယ်ဆက်ကြည့်လိုက်ရအောင် how ကိုဘလို့လဲဘယ်နည်းလဲလောက်ဆောင်မှုအခြေအနေနီးလန်းတွေကိုမေးတဲ့အခါမှာတုံးတယ်ပေါ့နော် ဥပမာဆိုရင် how ရဲ့ verb to be ရဲ့ subject ရဲ့ဒါကတော့ထုံးစံတိုင်းမြဲ how are you နေကောင်းလား how is the weather today ဒီနေ့ရာသီဥတုကဘယ်လိုလဲဒါရိုးရိုးလေးပဲ verb to be နဲ့ပေါင်းတာပေါ့နော် um how ရဲ့ auxiliary verb ရဲ့ subject ရဲ့ main verb ရဲ့ဒါဆိုရင်လဲ how did they win သူတို့ဘယ်လိုနိုင်သွားခဲ့တာလဲ how did you cook pasta မင်း pasta ကိုဘယ်လိုချက်မှာလဲဟုတ်ပြီနော် မဆိုလို့ရှိရင် how ရဲ့ verb ရဲ့ထုံးစံတိုင်းပဲ auxiliary verb လို့ရဲဆိုတော့ကျမတို့သိတယ် how they win မဟုတ်ဘူး how did they win okay နောက်ထပ်မေးခွန်းစာကြောင်းတစ်ခုဖွဲ့ပုံကတော့ how ရဲ့ adjective ရဲ့ verb to be ရဲ့ subject ရဲ့ပေါ့နော်ဒီမှာဆိုလို့ရှိရင် how tall are you မင်းအရက်ဘလောက်မြင့်လဲ tall ကကြတော့ adjective လေးမြင့်တော့အရက်မြင့်တဲ့ဟာမှာဆိုရင် tall ကိုသုံးတယ် how tall are you how ရဲ့ adjective ရဲ့လိုက်မယ်ပြီးရင် verb to be ဖြစ်တဲ့ are လေးလာမယ်ပြီးရင် you subject ပေါ့နော် being how old is your grandmother me အဖွာအသက်ဘယ်လောက်ရှိပြီလဲ okay old ကကြတော့လဲ adjective ပဲဒီစာကြောင်းလေးကဘာနဲ့တူလဲဆိုတော့ how old are you ဆိုလို့ရှင်လဲဒီစာကြောင်းဖွဲ့စည်းပုံပဲပေါ့နော်ဒီမိကုန်းစာကြောင်းဖွဲ့စည်းပုံပဲ how ရဲ့ adjective ရဲ့ verb to be ရဲ့ subject ရဲ့ like မှာ how old is she သူမအသက်ဘယ်လောက်ရှိပြီလဲ how old is he ဒါဆိုလို့ရှင်လဲ adjective like တဲ့စာကြောင်းဖွဲ့နည်းတွေပေါ့နော် okay နောက်တစ်ခုတော့ကြည့်အောင် how ရဲ့ adjective ရဲ့ auxiliary verb ရဲ့ subject ရဲ့ main verb ရဲ့ဒီလိုပုံစံလဲရှိတယ်ဥပမာကြည့်မယ်ဆိုရင် how difficult does the exam look somewhere ဘလောက်ခက်လဲ okay how နောက်မှာ difficult adjective လိုက်တယ်ပြီးလို့ရှင် does auxiliary verb လိုက်တယ်ပြီးလို့ရှင် subject ဖြစ်တဲ့ the exam လိုက်တယ်ပြီးရင် look main verb လာတယ်ပေါ့နော် how how difficult does the exam look somewhere up low kale ta solution le how ye adjective ye auxiliary verb ye now ta exam ta kwa ja how fast would the car go ka blau mi mian twa le how fast ta solution le how no ma adjective la de pi yin auxiliary verb phit de would la de pi lo shin subject ka ja the car main verb ka ja go how fast would the car go ka blau mi mian twa le Okay, now tap possible not quite how ye add verb ye, auxiliary verb ye, main subject ye, main verb ye, bono. Uma how well can he cook? Tu palau con con chat that lệ how well, well ra ga con con kong nó can that or lo nine le, lo that le, so that deep bebo. Being he ra zaro subject, cook ra zaro main verb. How well can he cook? How no ma add verb le, rồi lệ sao sa phải puelo yai. ပြီးလို့ရှိရင် how often do you go to the gym ဂျင်းကိုဘယ်နှကြိမ်သွားလိမ့်ရှိလဲ how often often ကဒီမှာဆိုလို့ရှိရင် adverb ပေါ့နော်ပြီးရင်အနောက်က auxiliary verb ဖြစ်တဲ့ do လေးလာမယ်ပြီးလို့ရှိရင် subject ဖြစ်တဲ့ you လာမယ်ပြီးရင် main verb ဖြစ်တဲ့ go လာမယ်နောက်က to the gym complimentary ပေါ့နော် how often do you go to the gym ဂျင်းကိုဘယ်နှကြိမ်သွားလိမ့်ရှိလဲ okay ဒီလိုမျိုးစာကြောင်းဖွဲ့ပုံလဲကျမတို့အများကြီးဆိုအများကြီးတွေ့ရမှာဖြစ်တယ် Now မေးခွန်းစာကြောင်းဖွဲ့ပုံစံတစ်ခုကတော့ how ရဲ့ determiner ရဲ့ပြီးရင် verb to be ရဲ့ subject ရဲ့ပေါ့နော်ဥပမာကြည့်အောင် how much is it ဒါဘလောက်လဲ how much is it ဆိုလို့ရှိရင်ဘလောက်လဲဆိုတဲ့ပတ်စံကိုမေးတာပေါ့နော်ဒါဘလောက်လဲငွေကိုမေးတာအဲ့အတွက်ကိုကမရေတွက်နိုင် uncountable noun မရေတွက်နိုင်ရင် how much နဲ့သုံးတယ်ပြီးရင် how many people are here လူဘယ်နှယောက်လဲဒီမှာလူဘယ်နှယောက်ရှိလဲ လူဆိုလို့ရှိရင်လူရောက်တရားရေတွက်နိုင်တယ်နော်ရေတွက်နိုင်တဲ့နောင်ရေမရေတွက်နိုင်တဲ့နောင်ရေဆိုတော့ကျမတို့မြန်မာစကားမှာလည်းရှိရလေအဲ့လိုမျိုးပဲဒီမှာဆိုလို့ရှိရင်မရေတွက်နိုင်တဲ့နောင်မရေတွက်နိုင်တဲ့အကြောင်းအရာတွေဆိုရင် how much နဲ့မေးပြီးတော့ရေတွက်နိုင်တဲ့ဟာတွေဆိုရင် how many နဲ့မေးတယ်ဒီမှာဆိုရင်ကျမတို့ how many မှာဆိုလို့ရှိရင်အနောက်မှာ how many people နော်သူ့နောက်မှာ noun လေးကပ်လိုက်မယ်နော် how many dogs how many cats ဒီလိုမျိုးတွေပြောလို့ရတယ် how many peoples are here okay how much is it ပြီးတော့နောက်တစ်ခါကျတော့ how how ရဲ့ determiner ရဲ့ auxiliary verb ရဲ့ subject ရဲ့ main verb ရဲ့ဒီမှာဆိုရင်လဲ how many balls did you get ဘောလုံးဘယ်နှလုံးရခဲ့လဲ okay balls ဆိုလို့ရှိရင်ရေးတွက်နိုင်တယ်ဟုတ်တယ်နော် how many balls did you get ဒီမှာခုနကပြောလို့ပဲ how many ပြီးလို့ရှိရင်အနောက်မှာနောင်းလေးလိုက်မယ်နော်ကိုမေးချင်တဲ့မေးခွန်းပေါ့နော်ဘောလုံးဘယ်နှလုံး โอเคถ้ามันไม่เข้ารู้ရှင်แหละ go how go bana go how many goes ถ้ามันไม่เข้ารู้ရှင်แหละ uh how many trips โอเคခยีบနခုလဲဒါမျိုးတွေရေးတွက်နိုင်တဲ့ဟာတွေဆိုလို့ရှင် how many เนี่ยသုံးတယ်နောက်တစ်ကြောင်းကကြတော့ how much sugar do you want တကြားဆိုလို့ရှင်မရေးတွက်နိုင်ဘူးလေ uncountable noun how much sugar do you want အဲ့မျိုးတွေဆိုလို့ရှိရင်လည်း how much နဲ့သုံးတယ်။ဒီမှာကျမတို့သိထားမှာတခုက determiner လေးနောက်မှာ how many တို့ how much တို့နောက်မှာအများန်းတော်တော်များများအခြေအနေမှာပေါ့နော်။တော်တော်များများအခြေအနေမှာကျမတို့ကနောက်မှာ noun လေးပို့ပြီးတော့ cut လိုက်ပြီး how much is it ဒါဘယ်လောက်လဲဆိုရဲမိကုန်းမှာပဲမပါတာပေါ့နော်။ကျန်တဲ့မိကုန်းတော်တော်များများမှာ how much တို့ how many တို့ရဲ့နောက်မှာ noun လေးတွဲပြီးတော့ပါတယ်။ ကဲဒါကတော့ wh question တွေအကုန်လုံးအပြီးပေါ့နော်နောက်ပြောပြပေးမှလေးကနည်းနည်းလေးပဲ yes no question တွေအာတကူးခုဖြစ်လားဆိုတဲ့မိခွန်းတွေပေါ့နော် okay လားတွေကကြတော့ are you do you can you ဒီလိုမျိုးတွေပြောရဟုတ်တယ်မဟုတ်ဘူးပဲဖြေရတယ်ဆိုလို့ရှင်ဒီလိုမျိုး are you do you can you is it စတာတွေနဲ့မိလို့ရတယ်မိခွန်းစာကြောင်းဖွဲ့ပုံကတော့ verb to be ရဲ့ subject ရဲ့ complement ရဲ့ okay သူကကြတော့ is she your friend သူမကမင်းရဲ့တငယ်ချင်းလား is က verb to be she က subject ပြီးလို့ရှင် compliment ကြိုက်တာလိုက်လို့ရတယ် is she your friend is she beautiful သူမကနီးရဲ့တငယ်ချင်းလားသူမကလှလားကြိုက်တာအကုန်လုံးလိုက်လို့ရတယ် compliment လုပ်ပြီးတော့လိုက်လို့ရတယ်ဘာလို့ဒါမှမဟုတ်လဲ is she at home သူမအိမ်မှာလားဒီလိုမျိုးမေးလို့ရတယ်အဲ့တော့အာဒီလိုမျိုးဟာ မိကွန်းစာကြောင်ဖွဲ့ပုံကလည်းခဏခဏတွေ့ရမယ်မိကွန်းစာကြောင်ဖွဲ့ပုံဖြစ်တယ်ပေါ့နော် was he at home သူအိမ်မှာရှိလား okay was he is he at home ဆိုရင်သူအိမ်မှာရှိလားပေါ့နော် was he at home ဆိုရင်သူအိမ်မှာရှိခဲ့လားဆိုတဲ့ဟာမျိုးပေါ့နောက်ထပ်ကကြတော့ auxiliary verb တွေရဲ့ subject ရဲ့ main verb ရဲ့ပဲလာတဲ့မိကွန်းစာကြောင်ဖွဲ့တဲ့ပုံစံဥပမာဆိုရင် can you swim မင်းရေကူးနိုင်လား auxiliary verb က can နိုင်လားဆိုတဲ့ဟာ you က subject swim က main verb ရေကူးသည် can you swim မင်းရေကူးနိုင်လား does he walk here သူဒီမှာအလုပ်လုပ်တာလား okay does ကကြတော့ auxiliary verb he ကကြတော့ uh subject walk ကကြတော့ main verb ပြီးရင်နောက်က here does he walk လို့လည်းမေးလို့ရတယ်အဲဆိုရင်သူအလုပ်လုပ်လား does he walk here ဆိုလို့ရှိရင်သူဒီမှာအလုပ်လုပ်လားအဲ့လိုမျိုးမေးလို့ရတယ်ပေါ့နော်ဒါကတော့ကျမတို့ညီနေကြမေးခွန်းနေပဲ ့ so ဒီနေ့လေ့လာသွားတာတော့ကျမတို့ wh question တွေပေါ့နော်အာ what who when အကုန်လုံးပေါ့နော် why who's home အများကြီးပဲဒါတွေကိုကျွန်တော်တို့မိကွန်းစာကြောင်းဖွဲ့ဝင်နေတဲ့ဒူးလေးလာသွားတာဖြစ်တယ်ဒါအပြင် yes no question တွေပေါ့ဟုတ်လားမဟုတ်ဘူးလားဟုတ်တယ်မဟုတ်ဘူးအဲ့ question တွေကိုလည်းကျွန်တော်တို့လေ့လာသွားတာဖြစ်တယ်ဆိုတော့ဒီမိကွန်း question တွေကိုစာကြောင်းမိကွန်းစာကြောင်းဖွဲ့ပုံမျိုးကိုကတေချာပြန်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်မိကွန်းစာကြောင်းဖွဲ့ပုံမျိုးကိုတေချာကူးထားစေခြင်းနဲ့ပြီးလို့ရှိရင်မိကွန်းစာကြောင်းလေးတွေကိုအဲ့ဒီ format အတိုင်းထည့်ပြီးတော့မိကွန်းစာကြောင်းတွေဖွဲ့ကြည့်စေခြင်းနဲ့ပေါ့နော်အဲ့ဒါမှကိုကအော် ဘယ်စာကြောင်းကဘလို့ဖွဲ့ပါလားဘယ်ဟာဘလို့ပြောပါလားဆိုပြီးတော့ကျွမ်းသွားမယ်လို့ယုံကြည်တယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာလည်းနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်เนาะဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like အာ comment subscribe share လုပ်ခဲ့ပေးပါအားဆိုလို့ရှိရင်အကုန်လုံးပဲတတား